်မင်္ဂလာပါရှင်ခိတိတရင်ဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကော့ဂရိတ်တွင်တိုက်ပွဲများပြင်းထန်နေပြီးစစ်တပ်မှထိခိုက်သေးဆုံးမှုများပြားကဒေသစစ်သားအလောင်းများကိုဖြစ်တယ်လို့စွန့်ပစ်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်မြောက်ပိုင်းတွင်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကထိခိုက်သေးဆုံးမှုများပြားကဒေသစစ်သားအလောင်းများကိုဖြစ်တယ်လို့စွန့်ပစ်မြုံနှံထားကြောင်းကရင်စစ်ရေးတရင်ရပ်ကတရင်ဌာနကိုပြောကြားပါရယ် ရမန်နီနိုဝင်ဘာလ6ရက်နေ့နံပိုင်းကခေါကရီမြို့နယ်မြောက်ပိုင်းထီဖိုးဆန်ကျေးရွာနယ်ခွေးမောင်တိုင်ကျေးရွာတို့တွင်တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်တပ်ကထိခိုက်သေးဆုံးမှုများပြခဲ့ကြောင်းအလားတူမိဖာလေလန်းဆောင်ဘက်သို့တက်လာသော အကြံဖက်စစ်သားများကိုလည်း KNL ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာရမန်နီတမနက်ခင်းတပိုင်လုံးတိုက်ပွဲပြင်းထန်ခဲ့ပြီးအကြံဖက်စစ်သားများအထိနာခဲ့ကြောင်းသိရပါသည်။နိုဝင်ဘာ6ရက်ကထီဖိုးဆန်နယ်ခွေးမောင်တိုင်မှာထပ်တိုက်ပွဲဖြစ်တဲ့ မိဖာလေးလမ်းစုံတက်လာတဲ့စခရီလေးအဆုလိုက်ပြုံလိုက်အထိနာတာအကျင့်ရေးအတွက်မနေတော့ဘူးအခုလဲတမနှလုံးဖြစ်နေတာအခုချိန်ထိဖြစ်နေတော့ပါပဲနိုဝင်ဘာလတရက်နေ့ကတေတာကစခ၈កောင်မဟုတ်ဘူး16កောင်တေတာအလောင်းကသူများအိမ်တွေကြားဖြစ်တယ်လို့မြှုပ်ခဲ့တော့ပုတ်တော်ခွေးတွေကဆွဲဖို့စားနေတယ်အရာရှိလဲအဲ့လိုပဲမြှုပ်တယ်အဲ့ဒါမှတကယ်ခွေးတွေမြှုပ်တယ်လို့ပဲသူ့လူတောင်သူတံမိုးမထားဘူးလောလောဆယ်ပုံမရသေးဘူးအရာရှိသေးတဲ့အလောင်းတွေပုတ်ပြီးခွေးတွေစားနေတယ်ဟု KNL စစ်ရေးတရင်ရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်။နိုဝင်ဘာလ၁ရက်နေ့မှနိုဝင်ဘာလ၅ရက်နေ့အထိအကြမ်းဖက်စစ်တပ်မှတရားရှိနှုတ်အပါဝင်စစ်သား30ဦးထက်မနည်းတေဆုံးပြီးဒဏ်ရာရစစ်သားများကိုတောင်ကလေးတပ်နယ်စစ်ရုံသို့ပို့ဆောင်ခဲ့ကြောင်းထို့ပြင်တိုက်ပွဲအတွင်းတေဆုံးသွားသည့်စစ်သားအလောက်များကိုလည်းပြည်သူလူထုနေထိုင်ရာအိမ်ကျိုးအိမ်ကြားတဲ့အတွင်းဖြစ်တယ်လို့မြေမျိုးပြစ်ခဲ့တဲ့ဖြင့်ခွေးများကဖော်ဆားနေခြင်းဖြစ်ကြောင်းသိရပါတယ်။ ရှမနီနိုဝင်ဘာလ6ရက်နေ့ညနေပိုင်းတွင်ဖအံမျိုးအခြေစိုက်တပ်မ22မှစစ်သားများကြာအင်းစိတ်ကြီးမျိုးနှင့် ပေါ်တော်မူတောင်ပေါ်တွင်တက်ဆွဲထားသော DKBA ဗိုလ်ပြီးအဖွဲ့များပူးပေါင်းအင်အားတရာကျော်သည်ဂျုံတိုးမျိုးတို့ရောက်ရှိလာပြီးရင်းမတဆင်ကော့ဂရိတ်မျိုးနှင့်ချီဖိုးဆန်ကြီးရွာဘက်သို့ဆက်လက်ပို့ဆောင်ထားကြောင်းသိရပါသည်။ဖအံတပ်မ22ကစစ်သားအသစ်တွေကြာအင်းပေါ်တော်မူဘက်က DKBA ဗိုလ်ပြီးအဖွဲ့တွေအင်အားတရာကျော်ညနေပိုင်းမှာဂျုံတိုးကိုရောက်လာတဲ့ကော့ဂရိတ်ကိုစက်ဖို့မယ်လို့သိရတယ်။ နိုဝင်ဘာတရက်နေ့ကနေ9ရက်တွင်စစ်တပ်ဘက်ကအရာရှိ၂ယောက်အပါလူ30ကျော်ကြာဆုံးတဲ့15ယောက်ဒန်းစီတောင်ကလေးတက်စေယုံကိုပို့တယ်။မင်းညာကတောင်ကလေးစေယုံကို BGF ကားတွေနာကူကားတွေနဲ့မိုင်းထီလူနာတွေကိုလာပို့တယ်ဟုကရင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ကရင်ပြည်နယ်ကောကရိတ်မြို့နယ်တွင်စစ်တပ်ကအင်အားအလုံးရင်ဖြင့်ထိုးစစ်ဆင်နေရတွင်အဓိကအားဖြင့်စစ်မှုထမ်းတပ်သားတညာကိုရှေ့ဆုံးမှထား၍တိုက်ခိုက်လျက်ရှိကြောင်းခရင်စစ်ရေးသတင်းရင်းမြစ်ထံမှသိရပါသည် ဆက်လက်ပြီးမရရအရှိချမ်းအရေးကြီးနှစ်နေရာကနေဒေါ်လာရေးတက်တွေဆုတ်ခွာပေးရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းမရရမြို့နယ်အရှိချမ်းကအင်ဂျင်မြိုင်လေချောင်းရံကောက်ခွဲရေးတက်နှင်းစေတော်ကြီးရေလောင်တမန်တို့ကိုစစ်တပ်ကသိမ်းယူသွားတယ်လို့ဒေသခံတွေစီကသိရပါတယ်။2029စစ်စင်ရေးဒုတိယလိုင်းမှာ MDY PDF တင်ယူခဲ့တဲ့မရရမျိုးနယ်အရှိချမ်းကစစ်တပ်အထိုင်နေရာတွေကိုစေကောင်စီတပ်ကအောက်ခုတ်လကနေစတင်ကပြန်လည်ထိုးစစ်ဆင်နေတာဖြစ်ပြီး ဒေါ်လာရေးတက်သိမ်းယူထားတဲ့မရိယာအရှိချမ်းကအရေးကြီးနေရာနှစ်ခုကိုစစ်တပ်ကပြန်လည်သိမ်းယူသွားတယ်လို့ဆိုပါတယ်။နိုဝင်ဘာ6ရက်မနေ့မနက်7:00နာရီခွဲလောက်မှာစစ်တပ်ကစစ်ကြောင်း၃ကြောင်းနဲ့အင်ဂျင်ညာလေကြောင်းရန်ကာကွယ်ရေးတပ်စခန်းနဲ့စေတော်ကြီးရေလောင်တမန်တို့ကိုထိုးဝင်လာတာလို့သိရပါတယ်။ဒီနေရာနှစ်ခုဟာကက်လျက်တီရှိတာပါ။တိုက်ပွဲ၃နိုင်လောက်ဖြစ်ပြီးဒေါ်လာရေးတက်တွေဘက်ကနေနေဆုတ်ခွာပြေးလိုက်ရတယ်လို့ဒေသခံတွေကပြောပါတယ်။ဒီနေရာဟာမရရမြို့နယ်အရှိချမ်းအတွက်အရေးကြီးနေရာဖြစ်ပြီးလက်ရှိမှာစစ်တပ်ကအင်အားထောင်နဲ့ချီတုံပြီး မင်းမီတွေပြန်သိမ်းယူနေတာပါစစ်တပ်စစ်ကြောင်းနဲ့တိုက်ပွဲတွေကြောင့်မရီယာမြို့နယ်အရှိကျန်းတချံလုံးစစ်ပေးရှောင်နေရပြီးစစ်ပေးရှောင်နေရှိတဲ့ဘက်ကိုလည်းစစ်တပ်ကဒရက်ဆက်လီရင်နဲ့ပုံချဲနေတယ်လို့သိရပါတယ်ဆက်လက်ပြီးဘူးတလင်မြို့နယ်အတွင်းစစ်ကြောင်းထုတ်လာသောစစ်တပ်နှင့်တက်ဆွဲထားသောနေရာများကိုတိုက်ခိုက်မှုစစ်သား6ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် စကိုင်းတိုင်းဘူးတလင်မြို့နယ်တွင်စစ်ကြောင်းထိုးလာသောအကြံဖက်စစ်တပ်နှင့်တပ်ဆွဲထားသောနေရာများကိုတိုက်ခတ်ရန်စစ်သား6ဦးသေဆုံးခဲ့ကြောင်းမုံရခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖထားဝင်ခန့်ကသတင်းဌာနကိုပြောကြားပါတယ်။နိုဝင်ဘာလ၁ရက်နေ့နနက်8:30မိနစ်ခန့်တွင်ဘူးတလင်မြို့နယ်တွင် မုံရွာနမခကာကင်းအဖြစ်အထိုင်ချတပ်ဆွဲထားသော0ရွာမှစစ်ကြောင်းထိုးရန်အင်အား80ကန်းဖြင့်ထွက်လာသောအကြံဖက်စစ်သားများကိုပိုကုံးလန့်ကွက်အနီးတွင်မုံရွာခရိုင်ပကဖအထူးတိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့ချင်းတွင်ပရာသအဖွဲ့ကစောင့်ကြိုကာ မိုင်းကွင်းအတွင်ပရိသတ်ရှေ့ထွက်မိုင်းများဖြင့်စီးကျိုတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ထို့နောက်ချင်းတွင်ပရသအဖွဲ့၏မိဖက်တော်လန်ရေးအဖွဲ့အစည်းများကလည်းလက်လက်ကြီးလက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ40မိနစ်ခန့်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းထိုတိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ဗမာထိခိုက်ဒဏ်ရာရရှိသူများပြသောကြောင့်စစ်ကြောင်းဆက်လက်ထိုးနိုင်ခြင်းမရှိတော့ပေ၎င်းတို့တက်ဆွဲထားသော0ရွာကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရပါသည်။အလားတူနိုဝင်ဘာလ9ရက်နေ့မွန်းလွဲ့တနအီကျော်ခန့်တွင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းပိုးကုန်းလမ်းကွဲအနီးကို ထပ်မံစစ်ကြောင်းထိုးရန်ထွက်လာစဉ်မုံရွာခရိုင်ပကဖအထူးတိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့ချင်းတွင်ဘရာသာကဦးဆောင်ပြီးလက်နက်ငယ်များဖြင့်ဝိုင်းဝန်းတိုက်ခိုက်ခဲ့သောကြောင့်စစ်သား6ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူများပြားကဇီးတော်ရွာကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရပါတယ်ထို့သောဆုတ်ခွာသွားတော့လေတော်လန်ရေးတပ်ဖွဲ့များက၎င်းတို့တက်ဆွဲထားသောဇီးတော်ရွာမြောက်ဖက်ရှိအထိုင်စခန်းတီလက်နက်ကြီးများဖြင့်လိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထိုလက်နက်ကြီးများဖြင့်ပြစ်ခတ်တိုက်ခိုက်မှုအတွင်စစ်သားများထိခိုက်ဒေဆုံးမှုအရေအတွက်ကိုဆက်လက်စုံစမ်းနေစေဖြစ်ကြောင်းသိရပါသည်။ဖူးတလိန်နယ်မြေအတွင်းကကိစ္စကတော့အခုကအနောက်ဇီရောရွာမှာစစ်တပ်ကမုံရွာနာမခအတွက်ကခင်းပုံစံပေါ်မုံရွာကြောက်ကတောင်ရွာမှာကြောက်ကရွှေခုဖျားကြီးအနီးတဝိုက်မှာအခြေပြုတက်ဆွဲထားတယ်လို့ပုံစံမျိုးနဲ့မျိုးကိုနောက်ဖက်ကနေကခင်းထုတ်ထားတဲ့ပုံစံမျိုးပေါ်လောက်ခဲ့မယ်ဆိုရင်တော့လမ်းပိုင်းထိတ်ချုပ်ရင်းနဲ့မျိုးကိုကခင်းထုတ်ထားတာမျိုး အခုလည်းဘူးတလင်အနောက်ဇီရောရွာမှာနာမခကိုကကင်းထုတ်ထားတာမျိုးဆိုရင်တော့ရေရှင်မှာဆစ်ဆောင်ပြည်သူတွေအတွက်လောက်ကင်စားတော့ဖို့အခက်အခဲဖြစ်လာနိုင်စရာရှိတယ်။သူတို့စာဝတ်နေရေးတွေအခက်အခဲဖြစ်မှာဆိုရင်ရတဲ့အနေအထားရှိပါတယ်။ကျွန်တော်တို့အနေနဲ့ကတော့ဒါကိုစိုးရိမ်မှုရှိနေပါတယ်။ရန်သူစစ်တပ်ဘက်ကတော့သူတို့လုပ်ဆရာရှိတဲ့အလုပ်ကိုဖျက်ဖျက်သားသားလုပ်ပါတယ်။ကျွန်တော်တို့ဘက်ကကြတော့ကျွန်တော်တို့လုပ်နိုင်တဲ့အားလေးနဲ့တော့စူးစမ်းဆောင်ရွက်နေတာတွေရှိပါတယ်။ ။လောလောဆယ်မှာတော့ပြည်သူတွေအတွက်စိုးရိမ်ပူပန်တာပဲရှိပါတယ်ဟုမုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖတာဝန်ခံကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖဤအထူးတိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့ချင်းတွင်ဘရာသာမှဦးဆောင်ပြီးမုံရွာခရိုင်အမှတ်ဆက်လေးတရင်ဘူးတလင် different for ဘူးတလင် different federal democratic for ဘာမအာမီဘူလက်ကောက်ဖွဲ့ Sniper Ranger 4 Local PDF SRF အဖွဲ့တောင်ပြောက်ကြားအဖွဲ့အုတ်ကြီးနယ်အဖွဲ့ Ninja အဖွဲ့တို့မှပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။ခိုတိုက်ပွဲများအတွင်တော်လန်ရေးအဖွဲ့များဘက်မှအကြမ်းဖက်စစ်တိုက်နေမြေရှင်းလင်းရေးရည်မှန်ချက်ကိုဟန်တာ၍ဘူးတလင်မြို့နယ်တောင်ပိုင်းရှိပြည်သူလူထုများ၏အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ဆောင်ရှောက်မှုအားစူပေါင်းအင်အားဖြင့်အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်းတိုက်ပွဲအတွင်းတော်လန်ရေးအင်အားစုများဘက်မှအထူးကြိုက်အကြဆုံးမရှိဘဲလှုပ်ဆောင်နိုင်ခဲ့ကြောင်းသိရပါတယ်။ ဆက်လက်ပြီးရွှေဘုံမှာတော်လန်ရေးတက်ခင်းစခန်းတစ်ခုစီးနှင်းခံရပြီးရဲဘော်ခွနဲ့ဦးကြဆုံးနေဆိုတဲ့တဲ့တင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။စကိုင်းတိုင်းရွှေဘုံမြို့နယ်မှာတော်လန်ရေးတပ်ဖွဲ့ရဲ့ကင်းစခန်းတစ်ခုစီးနှင်းခံရပြီးရဲဘော်ခဏဦးတက်ဖြတ်ခံလိုက်ရကြောင်းသတင်းရရှိပါရယ်။နိုဝင်ဘာ6ရက်မနက်ပိုင်းမှာရွှေဘုံမြို့နယ်တနီယာရှိနေမြေခန့်ကင်းစခန်းတစ်ခုကိုစစ်ကောင်စီတပ်ကအခွင့်ရောက်စီးနှင်းခဲ့ပါရယ်။ ဲဒီနောက်စကန်းရှိရဲဘော်ခွနဲ့ဦးအားအရှင်ဖမ်းဆီးပြီးနှင်းပတ်နှိပ်စက်ခါတက်ဖြတ်သွားကြောင်းမုံရွာမျိုးနယ်တရင်မှန်ပြန်ကြားရေးအဖွဲ့ကထောင်ဝင်ရှိသူတအုပ်ကပြောပါတယ်စစ်ကြောင်းကနေဆက်တက်ပြီးမှပြန်ဝင်လာဆိုတော့ကင်းလောက်ပဲရှိခဲ့ပုံရတယ်လို့အထက်ပါတာဝန်ရှိသူကပြောပါတယ်လုံချုံရေးအခြေအနေရစီးနှင်းခံရတဲ့စကန်းဒီနေရာနဲ့ကြာဆုံးရဲဘော်တွေဟာဘဲခွဲကဆိုတာမသိရသေးပါဘူးအဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးရွှေဘိုပကဖအဖွဲ့ထံဆက်သွယ်မေးမြန်းထားပြီးလက်တလောပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။ ရွှေဘုံမြို့နယ်အတွင်းရွှေဘုံမန္တလေးလမ်းပိုင်းမှာတော့ယခုရက်ပိုင်းအတွင်းစစ်ကောင်စီတပ်နဲ့ကာကွယ်ရေးအဖွဲ့တွေထိုက်ပွဲဖြစ်ပွားနေကြောင်းဒေသခံတွေကပြောပါတယ်။ဆက်လက်ပြီးပုံနာကျွန်းမြို့နယ်ရိုတရုတ်ကြီးရွာကိုစစ်တပ်ကလေရင်ဖြင့်ပုံချဲမှုပြည်သူ၅ဦးသေဆုံးပြီး9ဦးထဏ်ရာရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရခိုင်ပြည်ပုံနာကျွန်းမြို့နယ်ရိုးတရုတ်ကျေးရွာကိုစစ်တပ်ကလေရင်ဖြင့်ပုံကျဲချခဲ့ရာပြည်သူ၅ဦးသေဆုံးပြီး9ဦးထဏ်ရာရရှိခဲ့ကြောင်းရခိုင်ဒေသတရင်ရင်းမြစ်များထံမှသိရပါဗျ။ ယနေ့နက်နက်7:30နာရီ30မိနစ်အချိန်ရခိုင်ပြည်ပုံနာကျွန်းမြို့နယ်ရိုးတရုတ်ခြေရွာသို့စစ်တပ်ကတိုက်လျင်ဖြင့်ဘုံနှလုံးကျချခဲ့ကြောင်းအဆိုပါဘုံကျချမှုကြောင့်အမျိုးသမီးလေးဦးနဲ့အမျိုးသားတဦးစုစုပေါင်းပြည်သူ9ဦးသေဆုံးခဲ့ကြောင်းရှင်းပြင်ပြည်သူ9ဦးမှလည်းဒဏ်ရာများရရှိခဲ့ကြောင်းသိရပါတယ်ရှင်နီနနက်7နာရီအချိန်စစ်တွေအခြေစိုက်ခမရ344တက်ရင်က120မမလက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့်ပုံနာကျုံမြို့နယ်ကွန်းတောင်ကျွရွာမှာအသက်55နှစ်အရွယ်အမျိုးသားတအူးဒဏ်ရာရရှိခဲ့ကြောင်း ယနေ့နက်7:29မိနစ်အချိန်ရခိုင်ပြည်ပုံနာကျောင်းမြို့နယ်အောင်ဖြူပြင်ကျေးရွာတို့လေရင်ဖြင့်ပုံနှလုံးကျဲချခဲ့တဲ့ဖြင့်အမျိုးသမီးတအူးထံရရရှိခဲ့ကြောင်းသိရပါတယ်။ဒီနေ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့58နှစ်မြောက်မွေးနေ့မလို့တမင်ကိုစစ်တပ်ကလေချောင်းရောလက်နက်ကြီးရောတိုက်ခိုက်နေတယ်လို့ထင်တယ်ဟုစစ်ပေးရှောင်များကိုကူညီပေးနေသောရခိုင်ဒေသတရင်ရင်းမြစ်တစ်ခုကအမှတ်ချက်ပြုပါတယ်။ အေအေကလည်းစစ်တပ်ကအထိနာနေတဲ့ဖြင့်ပြည်သူလူထုကိုဦးတည်သောလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုများရှိလာနေတဲ့ဖြင့်ပြည်သူများအနေဖြင့်သတိပြုနေထိုင်ကြရန်သတိပေးချက်ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ကျွန်မတို့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။